တိုင်းချောင်ချီလူရဲပွဲမှာ အခုလိုပမာဏတန်ရှိရဲ့လက်ဝိယရနာကြောင့်ချီတူးဖြန်နေရတဲ့နန္တာလိုင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်နန္တာလိုင်းတို့ကတော့ချီချီတက်ချမ်းသာတဲ့သူတွေဖြစ်တယ်လို့ဂုံမတ်တယ်ဆိုတဲ့သတင်းစိုးနဲ့လည်းကြော်ကြားခဲ့ပူပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာနန္တာလိုင်းတို့ရဲ့နေထိုင်တဲ့ပုံစံနဲ့အပြင်အဆင်တွေဟာကြားခဲ့ရတဲ့သတင်းတွေနဲ့တခြားစီဖြစ်နေခဲ့တာဖြစ်ပါတယ်ဒါအပြင်ပေးခဲ့တဲ့ရက်ကလုတ်ခဲ့တဲ့ပွဲကအပြုမှုကြောင့် ပို့ပြီးတော့ချီကျူးစရာဖြစ်နေခဲ့တာပါပြီးခဲ့တဲ့ရက်မှာနန္ဒာလိုင်တို့မိသားစုရဲ့အလူပွဲစီကိုကျင်းပခဲ့ပါတယ်သိန်း3000ကျော်မှတည်ပြီးတော့လူတန်းနဲ့အလူပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီအလူပွဲမှာကိုစေတီဟာနဲ့အတူနန္ဒာလိုင်ကသမီး3ယောက်နဲ့အတူတူအလူလုပ်ခဲ့တာဖြစ်ပါတယ်။နန္ဒာလိုင်ကသမီး3ယောက်နဲ့အတူမွန်ယိုးရာဝတ်စုံလေးကိုဝတ်ခဲ့ပါတယ်။ တတိမကြီးလို့နာမည်ကြီးနေတဲ့သူကလူအများရှေ့ကိုတိတ်ပြီးတော့မထွက်တယ်လို့ထွက်ရင်လည်းဟာကနေဟင်ကနေဖြစ်စေပါရဲ့။နန္ဒလိုင်ကပွဲကိုတတိမကြီးအနေနဲ့တက်လာခဲ့တာမဟုတ်ဘဲအယိုးရှင်းဆုံးသာလာခဲ့တာဖြစ်ပါရဲ့။တတိမကြီးဆိုပေမဲ့ပွဲကိုလက်ဝိရဏတခုမှတောင်ဝစ်စင်မလာခဲ့ပါဘူး။ ။လက်ဘင်းမှာလည်းပါဆွဲကျိုးမှမပါသလိုလက်ကောင်းနဲ့လက်စွပ်လည်းပါမလာခဲ့ပြန်ပါဘူး။နဂတ်တရံသာဝတ်လာခဲ့တာဖြစ်ပါရင်အနုပညာရှင်မှာမင်းသမီးတွေကအပြိုင်ဆိုင်ဆိုသလိုဘလောက်တောင်တံပိုးကြီးရဲ့ယန္တနာတွေဝတ်ပါတယ်လို့အပြိုင်ကျင်းနေတဲ့အချိန်မှာနန္ဒလိုင်ကတော့အယိုးရှင်းဆုံးသာဝတ်ဆင်လာခဲ့တာဖြစ်ပါရင်နန္ဒလိုင်ကသူ့မှာ ရတနာပစ္စည်းတွေဘလောက်များတယ်ဆိုတာတစ်ခါမှကိုမကြွမ်းခဲ့ဘူးပါဘူးဒါအပြင်ဒီခေတ်နုပညာရှင်တွေကဘာဘရန်တွေဝတ်ပါတယ်ဆိုပြီးတော့ကြွားရတဲ့အချိန်မှာလန်ဒါလိုင်းကတော့ရိုးရှင်းစွာပဲဖွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်သူဝစ်စနေကြအင်ဂျီလေးတွေကိုဒါဝတ်တာဖြစ်ပါတယ်အလူပွဲကိုလည်းတစုံလုံးနေမှာတသိန်းလောက်တောင်မပြည့်တဲ့ဝစ်စုံနဲ့ဒါလာခဲ့တာဖြစ်ပါတယ်လန်ဒါလိုင်းနဲ့သမီးတွေဝစ်စင်ခဲ့တဲ့ထမိန်ဆိုရင်တော့တကွေမှ2800တာရှိတာဖြစ်ပါတယ်2800ဆိုတဲ့ပမာဏက န္တာလိုင်းတို့လိုတတိကြီးတွေဝစ်စင်မယ်လို့တောင်မှမထင်ခဲ့ကြပါဘူး။နန္တာလိုင်းတို့မိသားစုကအဒီကနဲ့တာမညာကိုအမြဲတမ်းခွဲခြားပြီးတော့နေထိုင်နေသူတွေဖြစ်ပါတယ်။ဒီပွဲမှာအဝယ်စားနဲ့လက်ဝတ်ရတနာတွေအဒီကမဟုတ်ဘူးလို့ယူဆထားပြီးသားဖြစ်ပါတယ်။သူတို့အနေနဲ့သိန်း3000လို့ပြီးတော့အလှလှတာကသာအဓိကဖြစ်ပါတယ်။ဒါကြောင့်မို့ပိုင်ဆိုင်မှုတွေလည်းထုတ်ကြောမနေတော့ပါဘူး။နန္တာလိုင်းရဲ့ခင်ပွန်းကိုစီတီဟောက်ဆိုရင်လည်းတတိကြီးဆိုပေမဲ့ တဆိုးနဲ့သာအမြင်နေပြီးတော့သွာလာနေကြတာဖြစ်ပါတယ်။ကိုစေတီဟာကပစ္စည်းဥစ္စာတွေကို မကြွားဘဲသူ့ချစ်တွေကိုကြွားပြီးတော့နေကြတာဖြစ်ပါတယ်။နေတာလိုက်အပေါ်မှာချစ်တဲ့အချစ်တွေကိုသာသမီ၃ယောက်အရွယ်ရင့်လာတဲ့အထီးကိုကြွားလို့မပြီးနိုင်သေးဘူးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကပွဲမှာဆိုရင်လည်းနေတာလိုက်ပန်မှုပန်းလေးကိုကိုယ်တိုင်ခူးပြီးတော့ပန်ပေးခဲ့တာဖြစ်ပါတယ်။နေတာလိုက်တို့မိသားစုရဲ့နေထိုင်တဲ့ပုံစံကလည်းအယံကိုရိုးရှင်းပါတယ်။ကိုစီတီဟာဆိုရင်လည်း တတိလိုဟိတ်ဟန်ကြွားတာကိုမကြိုက်ပါဘူး။သူနေတဲ့တလို့အယိုးရှင်းဆုံးသာနေထိုင်တာဖြစ်ပါတယ်။ဒါသမီးတွေကိုလည်းဘဝရဲ့တန်ဖိုးကိုနားလည်အောင် အကုန်တင်ထားပေးပြီးသားဖြစ်ပါတယ်။ငွေယူသုံးဖြုံးတာကိုခွင့်မပြုဘဲကိုချလောက်ပေါ်ကိုရည်တည်နိုင်အောင်သာလုပ်ပေးထားတာဖြစ်ပါတယ်။နန္ဒလိုင်းဆိုရင်လည်းမင်းသမီးအလောက်ကနေနားပြီးတော့အိမ်တော်ရှင်မတယောက်အနေနဲ့ဘဝကိုတောင်းဝင်ကြအောင်နေထိုင်နေတာဖြစ်ပါတယ်။အိမ်မူကိစ္စအားလုံးနိုင်နေသလိုအိမ်ဘော်ရီကိုလည်းသီးသက်မလုပ်ခိုင်းပါဘူး။တအိမ်လုံးမှာ သူမကိုရိုင်းသာဥဆောင်ပြီးတော့လုပ်တာဖြစ်ပါတယ်။ဒါအပြင်သမီးတွေကိုလည်းမိမသားပိသားအောင်တင်ပြထားတာဖြစ်ပါတယ်။နန္ဒာလိုင်ကသမီး၃ယောက်လုံးကိုအင်ဒရီရှိတဲ့အမျိုးသမီးတွေဖြစ်အောင်တင်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲနန္ဒာလိုင်ကိုဆိုရင်လူတွေကစိတ်တော်တော်ပြေဝတဲ့သူလို့သတ်မှတ်ကြတာဖြစ်ပါတယ်။ဇမီသားစုလုံးကချမ်းသာတာကိုလူတွေစိတ်နှောင့်ယှက်ဖြစ်အောင်မကြွားဝါတတ်ကြပါဘူး။ ကိုစီတီဟာနဲ့နန္ဒာလိုင်းတို့စိတ်တော်ရအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။